ဲကျမတို့ချင်မောင်ကြော်တဲ့အခါမှာအရန်အချင်မစူးပဲနဲ့ဆူဆူအီအီလေးနဲ့စားလို့ကောင်းအောင်အခုလိုမျိုးလေးကြောစားကြည့်ပါရှင်ချင်မောင်ရွက်ကိုကြတော့အချင်ရွက်ရဲ့အခါရွက်ရဲ့နှစ်မျိုးသုံးထားတယ်ပြီးရင်ကစွန်ရွက်လေးပါထည့်ပြီးတော့မှသုံးထားပါတယ်ကဲအားလုံးကိုတင်ပြီးသွားပြီဆိုရင်ကျမကဒီမြှင့်ပြုတ်ထားတာလေးကိုလည်းအစင်တင်လှီထားတယ်ပစွန်လေးတွေကိုလည်းခေါင်းလေးတွေဖြုတ်ပြီးတော့မှအရာသာလေးနှဲထားမယ်ချင်မောင်ရွက်ကိုအခါရွက်လေးရောကစွန်ရွက်လေးရောထည့်ပြီးတော့မှကြော်တာဖြစ်တဲ့အတွက်အချင်အရန်မစူးပဲနဲ့ပို့ပြီးတော့စားလို့ကောင်းစေပါတယ်ကဲအားလုံးစင်တင်ဖြစ်ပြီဆိုရင်တော့ကျမတို့စကြော်လို့ရပါပြီအိုးတဲ့ကိုစီထက်စွန်နှုတ်မောင်းထည့်ပြီးတော့မှ ချက်သွန်ဖြူနီထောင်းထားတာကိုစီတက်လိုက်ပါမယ်။အနံလေးမွေးလာပြီဆိုရင်ငပီလေးထည့်ပါမယ်။ငပီကကြတော့ချင်မောင်ရွက်ပေါ်မူတည်ပြီးတော့ချိန်ဆပြီးတော့ထည့်ပါ။ပြီးရင်မြှစ်ကလေးတွေထည့်မယ်။သေချာလေးလုံးလိုက်ပါမယ်။ပြီးရင်တော့ကျမတို့အရသာနေထားတဲ့ပဇွန်လေးတွေထည့်ပြီးတော့မှခဏကြော်ထားပေးလိုက်ပါမယ်။အဆက်ရတာလေးပါပြီးတော့မှပို့ပြီးတော့ဆလုကောင်းတော့အောင်အယောင်တင်မုန်းနဲ့ငယ်ဦးတီခွဲချမ်းလေးထည့်ပြီးတော့မှကြော်ထားပေးလိုက်ပါမယ်။ပြီးရင်တော့နွမ်းနေအောင်လှော်ထားတဲ့ချမောင်ရွေလေးတွေထည့်ပြီးတော့မှတေချာလေးနှက်ဆက်အောင်မွေထားပေးလိုက်ပါမယ်ရှင်။ အရသာတော့ကကြတော့စားနဲ့အသားမောင်လေးထည့်လိုက်ပါမယ်။ကဲတေချာလေးနှက်စာအောင်မွေးပြီးလို့အရသာလေးလည်းကိုယ်စိတ်ချဖြစ်ပြီဆိုရင်အနံလေးမွေးတော့အောင်ပင်စိမ့်နဲ့ငရုတ်သီးစိမ့်လေးထည့်လိုက်ပါမယ်။ကဲအခုဆိုရင်တော့အချင်းကြောက်တတ်တဲ့လူကြီးတွေတောင်စားလို့ရတယ်။ချင်းမောင်ကျော်ဆူဆူအီအီလေးကစားလို့ရပါပြီရှင်။အားလုံးကိုကျေးဇူးပါရှင်။